ကဲဒီနေ့ကတော့ကျွန်တော်တို့လွန်ခဲ့တဲ့တစ်နှစ်ကထွက်ခဲ့တဲ့ smartphone တစ်လုံးကို review လုပ်ပေးမှာပေါ့เนาะဒီဖုန်းကျွန်တော် review လုပ်ချင်နေတာကြားပါပြီ။ဘာလဲဆိုတော့ Huawei Pora SMD အခုကျွန်တော်ဒီဗီဒီယိုကိုတင်တဲ့အချိန်ဆိုရင် Pora 80တွေကျွန်တော်ရန်ကုန်မှာရောင်းရင်တော့ရောင်းနေလောက်ပြီပေါ့เนาะ။ကဲထားပါတော့ဟိုဒီဖုန်းရဲ့ဈေးရဗျာအကျွန်တော်မြန်မာပြည်မှာ official မြန်မာ Huawei official ရောင်းတဲ့ဈေးဆိုရင်23,500လောက်မှာရှိတယ်။ဒါအခုလောလောဆယ်ကျွန်တော် ဟိုဗီဒီယိုရိုက်ကူးရေးလုပ်နေတဲ့အချိန်မှာပေါ့နော်ဆိုတော့ဒီဈေးထဲမှာကျွန်တော်တို့ flagship base model တစ်လုံးကိုသွားရှာမယ်ဆိုရင်မူဆာတပတ်ကန်း China ပေါ့နော် PIN အလုံးနေတောင်မှ23,500တဲ့250ရပါတော့တာမဖြစ်နိုင်ဘူးဗျအဲဆိုတော့ဒီ official ဈေးထဲမှာ23,500တော့ကျွန်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်ပေါ့နော်ဆိုတော့လူတိုင်းကကျွန်တော်အပါဝင်သိချင်တာကဒီ Huawei ဖုန်းတွေကိုကိုင်လဲကိုင်ကျင်တယ်ဗျာကိုင်လဲမကိုင်ရဘူးဆိုတာကဒီ Google service တွေပေါ့နော်ကောင်းကောင်းကြီးအလုပ်လုပ်ရလား အလုပ်ဖြစ်ပါမလားအဆင်ပြေပါမလားဆိုတော့သိကျင်ကြတဲ့အဖြေပေါ့နော်အဲ့ဒါကိုလည်းကျွန်တော်ကိုယ်တိုင်သိကျင်လို့ဒီ device ကိုတကူတကတစ်နှစ်ကြာလာတော့မှ review ပြန်လုပ်ပေးတာဆိုတော့ဒီနေ့ video ကတော့ကျွန်တော်ဒီ phone ရဲ့ overall အသေးစိတ်အကြောင်းအရာတွေပါမှာမဟုတ်ဘူးဘာကအဓိကပြောမှလဲဆိုရင်တော့ဒီ Google service တွေအလုပ်လုပ်လားမလုပ်လားဆိုတာအဓိကပြပေးမှာပေါ့နော်ဆိုတော့ဒီနေ့ video ကိုထူးထူးခြားခြားလေးဖြစ်သွားအောင်အဲဒီ Huawei phone ကိုလည်းသုံးရတာဟိုအဆင်ပြေတယ်ဆိုတာကိုပြကျင်တဲ့အတွက် ကျွန်တော် food panda application ပေါ့เนาะအခုဒီမှာကျွန်တော်ရဲ့ screen မှာတွေ့မှာပါ food panda အရင်ဆုံးမှာပြလိုက်မယ်ရောက်လာလားမရောက်လားဆက်စမ်းကြည့်မယ်ပေါ့เนาะဒါတော့ food panda အရင်စမ်းပါပါကျွန်တော်ဒီမှာကတ်ထည့်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ကတ်နဲ့တစ်ခါတည်းပေးလို့ရလားမရလားပြလိုက်မယ်ပေါ့နော်ကျွန်တော်ဒီဖုန်းကိုဘယ်လောက်ထိစမ်းထားလဲဆိုရင်အစအဆုံး ဒီကောင်ကိုကျွန်တော် factory reset ပြန်ချပြီးတော့ Huawei account ဖွင့်တာ Google account ဖွင့်တာကျွန်တော် Google account အကောင့်တွေပြန်ထည့်တာအတိကျွန်တော်အစဆုံးပြန်လုပ်ထားတာ JCB ကတ်တွေကအစပေါ့နော်အစဆုံးပြန်လုပ်ထားတာအခုဒါ full banner ကျွန်တော်တို့ order တင်ပြီးတော့မှားလိုက်ပြီပဲဖြစ်ပါတယ်ရောက်လာမြောက်လာကြည့်အောင်ဟုတ်ပြီဆိုတော့နောက်တစ်ခုပြောချင်တာကလူတွေကစိတ်ပူတာ banking တွေတုံးလို့ရမလားဆိုတော့ဟိုပြဿနာပေါ့နော် banking တွေတုံးလို့ရတယ်ကျွန်တော်မှတော့ KB တုံးတယ် ARP တုံးတယ်ကျွန်တော်ရဲ့ဟိုဗာလေ AOD mobile banking တုံးတယ်ကေဘေးတွေကနေပြီးတော့ကျွန်တော်ပတ်စံလေးပါလို့ဆက်လွဲပြမယ် 2000ပဲရှိဘယ်ယူပါသေးသေးတွေကြီးပဲတွေ့တဲ့အတိုင်းပဲဖြစ်သွားပြီเนาะ KP လည်းသုံးလို့ရတယ်ကျွန်တော် AR pay ဆိုလည်းအဲ့လိုပဲဘယ်ဝိုက်လဲ AR pay ဟမ AR pay ဆိုလည်းကျွန်တော်တို့ဒါစိတ်ချလက်ချလွှဲလို့ရတယ်ဗျာဟိုတနေ့ကမှကျွန်တော်ပတ်စံရှင်းထားတဲ့ history လေးပဲပြလိုက်မယ်ပေါ့เนาะကျွန်တော်တို့အဲဒီမှာဒါကျွန်တော်28ရက်နေ့ကနေပြီးတော့ဒီဖုန်းနဲ့ပေးချေထားတဲ့ history ပေါ့เนาะ ဒါကတော့မနေ့ကမှကျွန်တော်သုံးထားတဲ့ဒီဖုန်းနဲ့ပဲသုံးထားတဲ့ history ကျွန်တော်တို့ Xiaomi ဖုန်းမှာဒီလို error တက်တက်တဲ့ဒီ city reward application ပေါ့နော်ဒီနားမှာ spin လောက်တဲ့နေရာမှာကျွန်တော်တို့ Xiaomi ဖုန်းတွေမှာဆိုရင်ဒါ force close ဆိုပြီးတော့ပြန်ပြန်ထွက်သွားတယ်ဒီ Huawei ဖုန်းမှာကအစင်ပြေပြေနဲ့သုံးလို့ရတယ်အဲအဲ့လိုအဲ့လိုတုံးလို့ရတယ်ဆိုတဲ့အကြောင်းပြချက်ကဒီကောက်မှာက EMUI 14ကိုပဲဆက်ပြီးတော့တုံးထားတယ် Harmony OS တော့မဟုတ်ဘူး EMUI ကတော့ဘယ်လိုပဲဖြစ်ဖြစ် Android based ဖြစ်တဲ့အတွက်အဲဒီလိုမျိုး Google service တွေတုံးလို့ရမယ်ဆိုတော့သိကြတယ် ျွန်တော်တို့ Sonda Banking ကိုဝင်တဲ့အချိန်မှာလည်းအဲဒီ SMS ကနေပြီးတော့ OTP တွေပြန်ကြရလဲမြန်တယ်။အော်ဆိုတော့ဒီ notification နဲ့ပတ်သက်ပြီး notification နောက်ကျလားဆိုပြီးတော့ဟိုစိတ်ပူတတ်တဲ့မေးခွန်းတစ်ခုပေါ့နော်။နောက်ကျတယ်။နောက်ကျတယ်ဆိုတာကျွန်တော်တို့ Google application တွေမှာဥပမာပြောရမယ်ဆိုရင်ကျွန်တော်တို့မေးဗျာ။မေးဆိုရင်ကျွန်တော်တို့စမ်းကြည့်သလောက်ကပို့လိုက်တာနဲ့ချက်ချင်းတမ်းမဝင်ဘူးကျွန်တော်ဘယ်လိုလဲဆိုတော့ Xiaomi ဖုန်းတွေလိုပဲမေး application နဲ့ဝင်ပြီးတော့ကြည့်မယ်ဆိုရင်တော့ပြန်တက်လာတယ်အဲ့လိုမျိုးမဟုတ်ဘူး Gmail မသုံးဘူးကျွန်တော်တို့ Huawei ရဲ့ သူ့ရဲ့ official email ဆိုတဲ့ application ကိုသုံးမယ်ဆိုရင်တော့ဒီထဲမှာက notification တက်တာမြန်လိမ့်မယ်ဒါ gmail account ထည့်ထားလို့ရတယ်ဘာမှစိတ်ပူကြမလို့ဆိုတော့ဟို gmail setup ဘယ်လိုလုပ်ရမလဲမသိရသူတွေအတွက်လည်းဘာမှခက်ခက်ခဲခဲမဟုတ်ကျွန်တော်တို့ Huawei ID account ဖွင့် Huawei ID account ဖွင့်နိုင်ကြမှာကျွန်တော်တခုပဲတတိပေးရရှိတယ်အဲ့ဒါကဘာလဲဆိုရင်တော့ဟိုကျွန်တော်တို့ဆက်စချင်းပါဗျာ ဟို wifi တွေပါရေးချိန်ပြီးတော့အကောင့်စဖွင့်မလားဆိုတဲ့ဟာကိုမလုပ်ဘဲနဲ့ skip လုပ်လိုက်အဲ့လိုအချိန်မှာကျွန်တော်တို့လုံမယ်ဆိုရင်ကျွန်တော်တို့ဖုန်းထဲကို SMS အဲ OTP ကုန်ကြလာမှာမဟုတ်ဘူးအဲဒါမှမဟုတ်ဘူးကျွန်တော်တို့အဲ့လိုမျိုး skip လုပ်ပြီးတော့ဖုန်းကိုလုံးဝ set up လုပ်ပြီးွားတဲ့အချိန်ကြမှာအဲဖုန်းပွင့်သွားပြီဆိုတဲ့အချိန်ကြမှာဒါ Huawei အကောင့်ဖွင့်မယ်ဆိုရင်ကျွန်တော်တို့အေးအေးဆေးဆေးအဆင်ပြေပြေချောချောမိုးမိတ် Huawei အကောင့်ဖွင့်လို့ရတယ်ကျွန်တော်တို့ဒီ Google App လို့သုံးရမလဲဆိုရင်အခုဒီမှာ Huawei ရဲ့ App Gallery ဆိုတဲ့ဟာရှိရဗျာအဲ့ဒီထဲမှာကျွန်တော်တို့ G Box ဆိုပြီးတော့ရိုက်ရှာလိုက်ပါတော့ အဲမှာ Gbox ဆိုတဲ့ဒီ application လေးရိုက်ပြီးတော့ရှာလိုက်ကျွန်တော်ဒီ Gbox ဆိုတဲ့ application download ပြီးပြီဆိုတာနဲ့ဒီ Google service မကြည့်ကျွန်တော်သွင်းထားရဒီမှာ Play Store Google Map Photo ပြီးရင် Google Drive အမ Sheet. အကုန်လုံးညာ Google Meet ကအစပေါ့နော်ဘာမှဟိုအခက်ခဲမရှိပဲသုံးလို့ရတယ်။ Okay နောက်တစ်ခုဟိုတတိပေးချင်တာကဘာလဲဆိုတော့တချို့ application တွေဥမာ Telegram ရှိမယ်စောနာပြောရဲ Foodpanda ရှိမယ် အဲပြီးွားရင်ကျွန်တော် grab တွေရှိမယ်ပေါ့နော်ပြီးရင် fiber ရှိမယ်အဲ့ဒီကောင်တွေကခြားတော့အဲကျွန်တော်တို့သူဒီ play store ကနေပြီးတော့ install လုပ်ခွင့်မပေးထားဘူး instagram တော့ဒီမှာရရဲအဲ့ဒီ telegram ပေါ့နော် telegram ကျွန်တော်တို့ဒီမှာ down မယ်ဆိုရင် down လို့ရတယ်ဒါတော့ကျွန်တော် down မိသားမဟုတ်လို့ပေါ့နော် down မိွားရင်ကျွန်တော် install လုပ်ခွင့်မပေးဘူးလေဒီမှာကတော့ install လုပ်လို့မရပါဘူးဆိုရင်ကျွန်တော်တို့ဒီ app gallery ထဲမှာအဲ အဲ့ဗာလဲ Telegram တို့ Viber တို့ကိုသွားပြီး install လုပ်လို့ရတယ်။သူရဲ့ app gallery ကိုလည်းသွားပြီးအထင်မသေးသေးခြင်းဘူး။ဘာလို့လဲဆိုတော့ကျွန်တော်မြန်မာနိုင်ငံမှာအသုံးများတဲ့ဒါ ARP, KP, WePay, PYA Plus Wallet အဲ့ဒါတွေကအစပေါ့နော်။ PYA ဒီ MPD, Oridu, Binance, Telinor ဒါတွေကအစအဆုံးရှိရဗျာ။ Play Store မှာ install လုပ်ခွင့်မပေးတဲ့ application တွေကိုတော့ကျွန်တော်တို့သူ့ရဲ့ official Huawei App Gallery ထဲမှာပဲသွားပြီးတော့ down ရမယ်။ဒါတချို့ကတော့ pop up ဆရာလာမိတတ်တယ်။တရုတ်စာတွေနေလာတော့တရုတ်စာတွေနေမှာမဟုတ်ပါဘူး။ဒါ official global mode လို့ကျွန်တော်အင်္ဂလိပ်စာတွေနေပဲအသုံးပြုရမှာပေါ့နော်။အဲဆောင်းနာပြောတဲ့အဓိကတော့ Google application တီးတန့်ကိုပဲဆောင်းနာ Gbox ကနေသွားပြီးတော့သုံးဖို့ဒါအကြံပေးခြင်းနေပေါ့နော်။ Google keyboard ဆိုလည်းအဆင်ပြေတယ်မကြီးလေကျွန်တော်ရိုက်ပြမယ်။ဒါခုကျွန်တော်သုံးထားတာ Google keyboard Google keyboard မှာမှမြန်မာစာ။ပြီးတော့နောက်တစ်ခုကလူတွေသိကျင်တာကျွန်တော်တို့မှာ game account တွေပြောင်းဝင်တယ်ဗျာ။အခုကျွန်တော်ဆို Genshin Impact ကျွန်တော်ကန်ရှင်းအပတ်ဆိုရင်လည်းကျွန်တော် Google နဲ့ချိန်ထားတာပေါ့နော် Gmail နဲ့ချိန်ထားတာဖြစ်တဲ့အတွက် Gmail login ပြဝင်အဆင်ပြေလားဆိုရင်လည်းတေးတယ်ဒါကျွန်တော်ကန်ရှင်းအပတ်တစ်ချက်ဝင်ပြမယ်အားဒီမှာကျွန်တော်ဒီမှာဟို Google Play Game နဲ့ချိန်ထားပစ္စည်းပဲဒါပဲဒါမနေ့ကမှကျွန်တော်ဖောက်ထားတဲ့ scalp ပေါ့နော် level ကတော့ခုမှ SMDD ပဲတင်ရသေးတယ်ကျွန်တော်ဟိုဟာတွေထပ်ပြီးတော့ မစုပါသေးလို့ပေါ့နော် Brazos တွေ Okay ဒါကတော့ Genshin Impact ကျွန်တော်တို့ PUBG လက်ထုံနီးလကောင်းမယ်ဒါဝင်တော့ဝင်တော့မပြတော့ဘူးပေါ့နော် PUBG လက်ထုံနီးလကောင်းမယ် Mobile Legends လက်ထုံနီးလကောင်းမယ်ကျွန်တော်ကမွန်တော့အကောင့်နဲ့မချဲ့ဘူးပြကျွန်တော်ကဒီ Gmail အကောင့်နဲ့ပဲဟိုချိန်နေကြပါတော့နော်အဲ့တော့အဆင်ပြေတယ် Google နဲ့ချိန်ပြီးသုံးတဲ့ game တွေလည်းအဆင်ပြေတယ်မှကျွန်တော်ပြမယ်ဒါ TikTok နားလေမနေ့ကမကြမ်းမကြမ်းဘလောက်ထိဘလောက်ထိ run ကောင်းလဲဆိုတာကျွန်တော်တို့မနေ့ကဖွင့်ခဲ့တယ် YouTube ကအခုထိ background မှာမသေးသေးဘူး oh my god battery ဆိုရင်လဲစောနာကကျွန်တော်ဒါရိုက်ဘူးလေးလို့ပို့စမ်းနေရအကြာကြီးပေါ့နော်အဲ့ဒီကလေးက60ကိုအခုတရားနေအခုမှ60ကိုကြာတယ် okay ဒါ youtube ဒါဆို play store ကျွန်တော် play store မှာကြိုက်တဲ့ဟာတော့ download လို့ရတယ်ဗျာဆိုတော့ကျွန်တော်ဒီမှာပြဖို့ကြံတာက magnification လောက်တာပြဖို့ကြံမယ်ဒါ telegram ကတော့အသုံးလို့အဆင်ပြေပြေပဲပေါ့နော် AC ပဲကဲဆိုတော့ကျွန်တော်တို့ food panda စောနာကမှားထားတာဖျောက်သွားပြီလဲကြည့်လိုက်မယ်ဟာ9မိနစ်တည်းဟာ လမ်းမှာရောက်နေပါပြီတဲ့ပို့ဆောင်သူဒီတင်းစီလာနေပါပြီဆိုတော့ငါ့ရဲ့ပို့ဆောင်သူကဘယ်နားမှာလဲဟာဩငါဒီနားမှာဩဖူပန္နာဒီနားမှာရောက်တော့မယ်ကျွန်တော်နောက်9မိနစ်လောက်နေရင်တော့ဟိုကျွန်တော်ဖူပန္နာရောက်လာတော့မယ်ပေါ့နော်ကဲဖူပန္နာစောင့်နေရပါပဲတစ်ချက်ကြည့်လိုက်မယ်ဩခဏလေးရောက်ပါတော့မီကဲအဲ့ဆိုရင်ကျွန်တော်သွားပြီးတော့ဆင်းယူလိုက်အောင်မယ်နော်ခဏလောက်ခတ်ထားလိုက် thousand years later ကြကြော်သွားယူပြီးတော့ထဲတာနည်းနည်းကြာပါဒီမှာမိုးတော်တော်ကောင်းနေဗျရေအောင်မိုးကြီးအောင်နည်းနည်းမိပါအစားတော့ကော်ဖီဖြော်ပြီးမိုးရလို့ကော်ဖီဖြော်ပြီးတောက်မလို့ပဲဟိုမှာကိုကကိုလာဒါမှလိုက်တာဆိုတော့ဒါတော့ မှာပြလိုက်တာပေါ့နော်ဖူပန်တာတွေပါလေ AC သုံးတာအရင်ကဆိုကျွန်တော်မက်မီလာမသိဘူး Xiaomi China တွေမှာဆိုရင်ဖူပန်တာအမှားလို့မရရပြဿနာအဓိကပါလဲဆိုတော့ location service မမှန်တာပေါ့နော်အဲ့ဒါအရင်က Xiaomi China တွေမှာကျွန်တော်အဲ့တော့ဆိုဘလောက်တောင်ဟိုကတိကရများလဲဆိုရင် GPS application တသက်ဒေါင်းပြီးတော့ဖူပန်တာသုံးရတယ်ဒါအရင်တော့တစ်ခစ်ကပေါ့နော်ဟူဖော်ရေးမှာဒီလိုမျိုးပြဿနာတွေမရှိဘူးဆိုတော့တကြောနည်းနည်းဆွဲလိုက်အောင်ပေါ့နော်ဘာလို့ဘိုက်စားလို့မိုးရွာတော့ညာတကယ်မျိုးရနော်လို့ပူပူနွေ့နွေ့စားတော့လေးတွေကပို့ပြီးတော့စားလို့ကောင်းတယ်တဲ့ 5 minutes later စမ်းပြဖို့တခုပဲကြံတော့ဗာလို့ဆိုတော့ Google Map မှာ navigation လုပ်ပြမှာပေါ့နော်ကျွန်တော်ကြောက်ကြောက်စားပြီးွားရင်ခဏနေကျွန်တော်ရုံသိမ်းပြီးအင်ပြန်တော့မယ်ရုံသိမ်းပြီးအင်ပြန်တဲ့အချိန်ညရင်ကျွန်တော် map navigation ကောင်းကောင်းအလုပ်လုပ်လားမလုပ်လားပြပေးမယ်အခုကတော့ကျွန်တော်တို့ကဒီမှာ Huawei ကိုပေါ့နော် Google Map navigation စမ်းဖို့အတွက်အပြင်ကိုရောက်နေရပါပေါ့နော်ဒီဘက်ကကျတော့ဒါ Xiaomi 15 Pro အခုကက Huawei ရဲ့ device ထဲမှာကကျွန်တော်က SIM ဟိုစင်းထည့်တာဗျာဒီကောင်စင်းထည့်တာဒီကောင် hotspot နဲ့ဒီဘက်ကကောင်ဖြွင့်ပြီးတော့ဒါ Google Map သုံးနေတာဗောနော Google Map ကတော့ဒီဘက်မှာကောင်းကောင်းအလုပ်လုပ်တယ်ဒါတော့ဟိုတာမန် Android phone တွေအရင်ရင်တော့ဟိုမှာမဖြစ်ဘူးเนาะတဘက်ကတော့ကြာတော့ကျွန်တော်တို့ Google Map ပဲ Google Map ကိုမှဘာဖြစ်လဲဆိုတော့ကျွန်တော်တို့တော်တော်လေးအချိန်ကြာကြာစောင့်နေအထီကိုလမ်းတွေနာမည်တွေမပေါ်လာဘူးဗောနော်ဒါပေမဲ့ကျွန်တော်တို့အဲ့လိုမျိုးဟာလေအိမ်မှာဟိုကိုကိုယ့်ဝိုင်ဖိုင်နဲ့ကိုလုတ်တယ်ဆိုရင်တော့ အလန်းနေမြေပုံတွေကကောင်းကောင်းပေါ်တယ်ခုဒီမှာကျွန်တော်အပြင်မှာ internet connection နဲ့ VPN လည်းပြောင်းပြီးတော့ကျွန်တော်ဆောင်းနာချိတ်ကြည့်တယ်။ navigation ကတော့သိတဲ့အတိုင်း Google Map မှာတော့ကောင်းကောင်းအလုပ်ဖြစ်မှာမဟုတ်ဘူး။အဲ့တော့ကျွန်တော်တို့အဲသူ့ရဲ့ pattern map ဆိုတဲ့ဟာရှိရပြ။ Huawei ရဲ့ pattern map မှာကတော့ဒါကျွန်တော်တို့ကောင်းကောင်းအလုပ်ဖြစ်တယ်ပေါ့။ဒါပေမဲ့မြန်မာသားတွေကတော့သိတဲ့အတိုင်းမှာတိတ်ပြီးတော့မမရရပပပပတတအဟာမမအင်္ဂလိပ်လိုဆိုရင်တော့မနေပမာလိုဆိုရင်တော့မမှန်ဘူးပေါ့နော်။ကဲအဲ့ဒါဆိုကျွန်တော် direction ထက်ထောက်ကြည့်အောင် orange ဘဟုရန်ကုန်အဲလို့လောက်ပါအဲဟုတ်ပြီကျွန်တော် Google Maps ချက်ပြန်ဝင်ကြည့်မယ်ဗျာဟမ်ခုတွေပဲပါနော်ကျွန်တော်တို့လမ်းကြောင်းတွေပေါ်ပေါ်တော့တကယ်ဟိုခက်ခဲနေတာပါတုံးကျင်တော့သူ့ရဲ့ဒီ Huawei ရဲ့ pattern map ပဲတုံးရမှာပါနော်ဒီတစ်ခုပဲရှိတယ်ဒါတော့ဘယ်လိုပဲဖြစ်ဖြစ်ကိုမ Huawei phone ဝယ်ပြီဆိုရင် choice လုပ်လို့မရတဲ့အပိုင်းပေါ့ကျွန်တော်တို့ဒီထဲမှာ place လို့မှာ map update များလုပ်နေတာ update ဖြစ်ပြီးသားဗျမတွေ့ရတဲ့အတိုင်းပဲเนาะ Google Map ကလုံးဝ update ပဲ Play Store မှာဒါပေမဲ့ကျွန်တော်တို့ navigation က location လည်းဖွင့်ထားတယ်တွေ့ရเนาะ location လည်းဖွင့်ထားတယ် navigation ကကျွန်တော်တို့ရဲ့ LAN တွေစာတွေဘာမှမပေါ်ဘူးဆိုတော့ဒါကျွန်တော် Wi-Fi နဲ့လည်းအခုအပြင်မှာစမ်းကြည့်ပြီးွားပြီ data နဲ့လည်းစမ်းကြည့်ပြီးွားပြီအဲပြန်စမ်းကြည့်မယ်ပေါ့เนาะကျွန်တော်ရဲ့ full banner ပုံပါလေကျွန်တော်ရဲ့ location မှန်လားမှန်လားမှန်တယ်ဗျ location ကတော့မှန်တယ် လက်ရှိတည်နေရာ location ကတော့အမှန်နဲ့ကျွန်တော်ဒီမှာထပ်ပြီးတော့ edit လုပ်လိုက်ရပေါ်တယ်ဗျ။ဒါကျွန်တော်အခု loss တွေရောက်လက်ရှိရောက်နေတဲ့ဘ ਹੁ လန်းဘော်က location ပေါ့နော်။ full panda မှတ်မှာတော့လိပ်စာအတိအကျပေါ်တယ်။ full panda တော့အလုံးလုံး grammar ဆိုလည်းကျွန်တော် map ဆိုအပြည့်ပေါ်တယ်ဗျာဒီမှာကြည့်ချက်ချင်းအဲ့လိုပေါ်ရမှာဗျာ grab လည်းအဆင်ပြေတယ်။ full panda လည်းအဆင်ပြေတယ်မပြေတာဘာလဲဆိုတော့ Google Map ကဲစောနာကကျွန်တော်တို့ manifestation စမ်းပြခဲ့တဲ့ကတ်ကိုတွေ့မယ်လို့ထင်တယ်ပေါ့နော်ဆိုတော့ကျွန်တော်ကတော့ဒီကောင်ကိုအိမ်မှာသုံးတာ၄ဒါကျွန်တော်ရက်ွက်ထဲမှာလမ်းလျှောက်တာလောက်လို့ကတော့ကျွန်တော်ဒီမက်လေးဖွင့်ပြီးသွားတော့အဆင်ပြေတယ်ဒါပေမဲ့မနေ့ကကျွန်တော်စမ်းသက်တဲ့နေ့မှာထူးဆန်းစွာနဲ့ပဲပေါ့နော်ဒါ data connection နဲ့ပဲဖြစ်ဖြစ် wifi connection နဲ့ပဲဖြစ်ဖြစ်အဲသူရဲ့ map data ပေါ့နော်အဓိက LAN နေနံပါတ်တွေတခုမှပေါ်မလာတာကိုတွေ့ရတယ်။ GPS ကတော့အလုံးလုံးနေတယ်။မပေါ်လာတာကကြတော့ သူ့ရဲ့ဒီလမ်းမြေပုံတွေနံပါတ်တွေတခုမှပေါ်မလာဘူးပေါ့နော်ဆိုတော့အဲ့ဒါကိုကျွန်တော်တို့ဒီရုံးကိုတစ်ခေါက်ပြန်လာပြီးတော့ရုံးရဲ့ wifi နဲ့ဆန်းကြည့်တယ်ဆိုတော့မရဘူးမရတဲ့အချိန်မှာဘာလုပ်ရလဲဆိုတော့ကျွန်တော်တို့ဟို map 5ကိုပြောင်းပြီးတော့သုံးကြည့်တယ် map 5မှာဆိုရင်တော့သုံးလို့ရတယ်ဒါပေမဲ့ map 5ကလည်းကျွန်တော်တို့ Google Map application မဟုတ်တဲ့အတွက်ဒါ browser နဲ့တဆင့်ဝင်သုံးတဲ့ပုံစံပဲဆိုတော့ Google Map လို့တော့သုံးရတာတော့အဆင်ပြေမှာမဟုတ်ဘူးပြဒါပေမဲ့ မရဘူးဆိုရင်တော့ကျွန်တော်တို့ map 9ကိုတော့သုံးရမယ်ပေါ့နော်ဆိုတော့ Google Map ကိုပြန်သွားရအောင် Google Map မှာဆိုရင်ကျွန်တော်တို့အဲ့လိုမျိုးဖြစ်သွားတယ်အခုဆိုရင်တော့ပြန်ကောင်းအောင်ပါမယ်ဒီလိုပြန်ကောင်းအောင်ဘယ်လိုလုပ်ရလဲဆိုရင်တော့ကျွန်တော်တို့ Huawei ရဲ့ App Gallery ထဲကိုသွားအဲ့ဒီမှာပဲအဲကျွန်တော်တို့ Google Map ဆိုပြီးတော့ရိုက်ရှာလိုက်တာ ਨੇ Google Map ဟုတ်လားဒါလေးကိုကျွန်တော် install နှိပ်လိုက်ပြီးဆိုတာ ਨੇ စောနာလိုမျိုးဟို error တွေတွေ့ရမှာမဟုတ်တော့ဘူးကျွန်တော်ကကျတော့မသိပဲ ਨੇ Gbox ကနေတဆင့်သွားပြီးတော့ install လုပ်တာဖြစ်တဲ့အတွက် သူ့ MN navigation မမှန်တာတို့မြေပုံမပေါ်တာတို့ဖြစ်တတ်တယ်ဒီကနေပြီးတော့ကျွန်တော်တို့ဓာတ်ရိုက်သွားသွင်းမယ်ဆိုရင်စောနာလိုဟာမျိုးကြုံရမှာမဟုတ်တော့ဘူး